အားလုံးပဲမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါရစေကိုလင်းရဲ့ YouTube channel လေးကို like ပေးခြင်း comment ရေးပေးခြင်း share ပေးခြင်း subscribe ပေးခြင်းဖြင့်ကူညီပေးပါလို့မေတ္တာရက်ခံတောင်းဆိုရပါတယ်ဗျာလာပါဒီနေ့မှာ video file တစ်ဖိုင်ပြမယ်ဒီ video file လေးကဒီရက်အတွင်းမှာအရန်ကိုရေးကြည့်ပါတယ်ပေါ်တဲ့တဲ့ကိစ္စမှာပါဘူးဒီကိစ္စကတကယ်ရေးကြည့်ပါတယ်လာတူတူတက်ကြည့်လိုက်ကြအောင် carry on ya မော်ဘီယိုဂိမ်းချစ်ကြပါဦးဗျာ ကိုကိုကျိုးစီဘွားအတားပြောညီမပြောချစ်တယ်လို့လိမ်နေကြတဲ့လူလိမ်ကြီးပူများပါတယ်အဲ့ဒီမှာခမည်းမပါဘူးနေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီ no မဒီနဲ့မြန်မာပြည်ကိုတကယ်မချစ်ကြပါဘူးကိုကျိုးစီဘွားအတွက်မှားနေတယ်လွတ်လပ်မှုနဲ့တရားမျှတမှုရဖို့အတွက်အမှန်တရားဓမ္မကိုရဖို့အတွက် အသက်တွေဘဝတွေခန္ဓာတွေရင်းပြီးတော့ရှားဖွေနေတဲ့လူတွေကအကျိုးစီးပွားဆိုတာဘာမှမရှိဘူးရှိနေတဲ့အကျိုးစီးပွားရှိနေတဲ့အလောက်ကန်ရှိနေတဲ့လက်ရှိရှိနေတဲ့အလောက်ကိုစီးပွားရေးကို ပိုင်ဆိုင်မှုတွေကိုပျော်ရွှင်မှုတွေကိုဖယ်ပြီးတော့လွတ်လပ်မှုနဲ့တရားမြတ်တာမှုရအောင်ဆောင်ခြင်းနေကြတဲ့အတွက် ဓမ္မလိုလာတဲ့လူတွေဘက်မှာတော့နိုင်ငံကိုတကယ်ချစ်လို့ပိဆက်မှုတွေရှိတာ။အိုရောရောကြောက်ရောရောနဲ့ဘောမပြီးတော့သူများခိုင်းတာကိုမတရားလဲပြန်ပြောပိုင်ခွင့်မရှိ မတရားလဲပြန်ပြောပိုင်ခွင့်မရှိတဲ့တလိဆန်တာတာတလိဆန်လို့နေရမဲ့ဘဝကိုမလိုလားတဲ့လူတွေကတော့နိုင်ငံကိုတကယ်ချစ်တဲ့သူတွေပါလို့ မင်းသိအောင်ပြောပြလိုက်လာပါတော်နာထားတယ်မှာအေးရုပ်ခံလေးပြောလို့ဆိုတော့အာဒီနိုင်ငံလေးစတဲ့မယ်ရှုပ်ရှက်ခံနေတဲ့အတိုင်းယူတော့ပြောတာတော့တော့ဝင်နေရှုပ်ရှက်ခံနေတဲ့အတိုင်းနော်ဟိုလူမျိုးရေးရှုပ်ရှက်ရေးမိသားစုရှုပ်ရှက်ရေးအဲဟိုဘာလို့လဲညာတော့ကပတ်လေရိုင်းနော်ဖိုင်ပြီးတော့တတိယတမီမယူအောင် wifi ဒီမှာတနည်းနဲ့တမီမယူအောင်ဆုတ်ထွေးနေတဲ့ပြဿနာအဲ့ဒါတွေကဘာကြောင့်ဖြစ်တာလဲတိလား မသိလားတနေ့တနေ့ရှုပ်ထွေးနေတဲ့ပြဿနာတွေကဘာကြောင့်လဲသိလားလူလို့လူမလို့တာလွတ်လပ်မှုနဲ့တရားမျှတမှုကို ကိုယ်နဲ့မဆိုင်မင်းနဲ့ကိုယ့်ရဲ့အရေးချင်းမဟုတ်ဘဲနဲ့ကိုယ်နဲ့မပတ်သက်ဘဲနဲ့လမ်းနဲ့အာကိုပြီးတော့ကျုံပြူကျင်တဲ့စိတ်ကျုံပြူကျင်တဲ့လောက်ရက်တွေကြောင့်ဖြစ်ပြက်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေပဲ ဒါကနောက်ဆက်တွဲဆိုဂျူရဲ့ပထမအဆင့်လေးပဲရှိသေးတယ်။ fine ကိစ္စတွေပြောမယ်။ပြီးရင်ကျွန်တော်တို့ဝန်ဆောင်မှုကိစ္စတွေနဲ့ဆက်ဆက်တယ်။နောက်ထပ်ဝန်ဆောင်မှုကိစ္စတွေကိုပြောမယ်။အင်း။ကျွန်တော်ကလေတွေကဝန်ဆောင်မှုတွေเนาะလေတွေကဝန်ဆောင်မှုတွေဒီဘာခေါ်လဲဆိုဟို fiber တွေဝန်ဆောင်မှုပေါ့။ fiber ပဲ။အဲ့လိုပြောပြောပေါ့။ so wifi နဲ့ပတ်သက်ပြီးရင်ပြောမယ်။ wifi နဲ့ပတ်သက်ပြီးရင်အချမ်းမဟုတ်ဘူး။ဒီမှာ wifi နဲ့ပတ်သက်ပြီးတော့ရေးကြည့်ရနော်။ internet line ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးအကြောင်းပြချက်မျိုးစုံနဲ့အခု fiber နဲ့သွားတဲ့ဒီ company တွေပေါ့နော်ဟို telecom တွေမဟုတ်ဘူးပေါ့ တယ်လီဖုန်းတွေဖုန်းမိုဘိုင်းဒေတာမဟုတ်ဘူးဒီအိမ်အိမ်သုံးဒေတာတွေပေါ့နော်အဲ့ဒါပတ်သက်တယ်လီဖုန်းမဟုတ်ဘူးနော်ဖုန်းဒေတာတွေနော်ကွန်ပျူတာတွေသုံးတဲ့ဒေတာတွေနော်ပြန်လွှင့်နေတာပေါ့နော်ဆိုတော့ကေဗင်ကေဗင်လို့ပြောမလားတော့ဒီအဲ့အဲ့အဲ့ရီကိုအင်တာနက်သုံးလို့မကောင်းဘူးဆက်မပြေဖြစ်ကြတယ်ရန်ကုန်မှာဖြစ်ဆုံးရန်ကုန်မှာဖြစ်ဆုံးဖြစ်ပြီးရန်ကုန်မှာလူတွေတို့ဒုက္ခကြီးကြီးရောက်ကြတယ်ကျွန်တော်သိရတယ်လုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေနောက်ဒီအင်တာနက်ကိုအခြေပြုပြီးတော့လောရတယ်အင်တာနက်နဲ့ချိတ်ဆက်ပြီးတွဲလောရတဲ့လုပ်ငန်းတွေတော်များတအား delay ဖြစ်တဲ့ကိစ္စတွေ အများပြားဖြစ်တယ်ဒုက္ခရောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့မှာ mobile hotspot ကိုဖွင့်လို့ရှိရင်လည်းဒုက္ခရောက်တယ်ဟိုကျွန်တော်တို့သတင်းဌာနလိုဟာပြုတော့ဒုက္ခရောက်တယ်ကျွန်တော်ပြောတယ်ကျွန်တော်တို့ဆိုရင် verify ညပဲတင်တယ်တင်ချင်တိုင်းမတက်ဘူးဘာလို့မတက်လဲဆိုတော့သူက internet ပေါ်တင်ရတာကို internet ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ online website ပေါ် telegram ပေါ်တင်ရတာဆိုတဲ့အခါကျတော့ internet ပြဿနာတက်ပြီဆိုရင်ကျွန်တော်တို့မှတော်တော်နဲ့မရောက်ဘူးစိတ်ကြီးရတော့စိတ်ကြီးအဲ့တော့ကျွန်တော်တို့ကအဲ့လို TV စိတ်ကြီးနေတဲ့အချိန်မှာပြည်သူလူထုကြတော့လည်းကျွန်တော်တို့ရုပ်သံတွေအချိန်ပြီးမတက်အောင်လို့ဆိုပြီးစိတ်ထဲမှာအဲဇနောင်းဇနင်းဖြစ်ကြတယ်ရှိနေပြီဗျာ ဲ့ခါကျတော့လည်းကျွန်တော်လည်းစိတ်မကောင်းဖြစ်ရတယ်အတာပိုင်းနဲ့ယင်တီဗီရုပ်ကိုမတွေ့အောင်သူတို့ခင်ဗျားလည်းကျွန်တော်နားလဲပါတယ်ကျွန်တော်လည်းလှပချုံးမလို့ယူယူလေးကိုကြည့်ပြီးတော့နားထောင်ကြည့်ကြတာဟုတ်ဩဆိုတော့အတန်လေးပဲပြရတဲ့ခါကျတော့ကျွန်တော်တို့အတန်ထက်ဆိုင်ယူလေးချိုးချိုးလေးကိုလည်းကြည့်ချင်ပါတယ်ဆိုတဲ့ခါကျတော့ဟင်းပြောတာပြောတာကိုယ့်ကိုယ်လည်းမလုံမလဲပါဗျာဟုတ်အဲဒီဥစားလေးရမ်းမိုက်တယ်နော်ဖြစ်ပြနေတဲ့ဖြစ်ပြဖြစ်စဉ်ကိုသူပြောတယ် ရည်ပြီးတော့ဆက်ဖြဲဖြဲလေးနဲ့ပြောရနော်ပြောတော့ပြောတာပြောရတာကိုယ့်ကိုယ်လည်းမလုံမလဲနဲ့ပါရင်ထဲမှာရှိနေပြီပြောချင်နေပြီရင်ထဲမှာပြောချင်နေပြီကိုယ့်ကိုယ်မလုံမလဲနဲ့ပါတဲ့ဆက်ဖြဲဖြဲနဲ့ဒုက္ခကိုဘယ်သူမှမခံစားခြင်းလလမြတ်တမှုကိုလူတိုင်းလိုလာတယ် နှောင့်နှေးကြံ့ကြာမှုဘဘူးမှမလိုလားဘူးဒါခံစားရတာပဲဆိုတော့ပြောချင်တာကတော့အမှန်တကယ်ဆိုလို့ရှိရင်ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေဆိုတာဆက်ဆက်နေတာပါဆိုတော့အမမအောင်ဆိုလို့ရှိရင်စစ်ကောင်စီကတရုတ်တို့မြောက်ကိုရီးယားတို့အလား ်အင်တာနက်အသုံးပြုမှုကိုထိန်းချုပ်ဖို့အတွက်စတင်ခြေလှမ်းလှမ်းနေတယ်ဆိုရင်အမှောင်ဆိုတော့အာရသိပြီးတဲ့နောက်ပိုင်းမှာ social ကိုလွတ်လပ်စွာသုံးခွင့်မရှိတော့တာနေပြီးတော့နောက်ပိုင်းခြေရာခံမှုမျိုးမျိုးနဲ့ဖိနှိပ်ချုပ်ချယ်မှုမျိုးမျိုးဆက်ပြီးတော့စနေကြလှုပ်လာဖို့ခြေရယ်ရုပ်ောက်ပွဲကို စန့်ကျင်တဲ့ risk ပေးမိတာတော့ဖန်ခံရတဲ့လူတွေများလာတဲ့အတွက်ဒီကိစ္စကလုံးဝပေါ်တဲ့ကိစ္စမဟုတ်ပါဘူးမြန်မာနိုင်ငံအတွင်းမှာအင်တာနက်သုံးပြုသူတိုင်းတတိထားရတော့မဲ့အချက်ပါပို၍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 လူခွင့်ရေးတွေလွတ်လပ်ခွင့်တွေတရားမျှတမှုတွေပို၍ပို၍ပို၍အချိုးဖောက်ခံရတော့မှာပါ လူခွင့်ရေးချိုးဖောက်မှုတွေပိုရပိုရပိုရဖြစ်လာတော့မှပါဒီရဲ့အကြောင်းကိုဆက်ပြီးတော့လာတာပါဒီဟိုမင်းပြောမြင်ရတာဒါတော့အဲ့တော့အဲ့ဒီလက်ပြဌာန်းတက်တဲ့ကကျွန်တော်တို့ကဘယ်တော့ရေးရောက်ကြတာလဲပြောရအောင်အစိုးရတွေကလည်းအစိုးရကလည်းအကိစ္စနဲ့ပတ်သက်ပြီးတို့ဝင်ဟိုတပတ်ကြောက်ကြတဲ့ရှင်မှာတို့ဝင်ဖြည်းဖြည်းဖြည်းပြီးတော့ခုလက်ပြရမယ်ဆိုတော့အဲဒါလည်းတို့မှာတိဖို့မပေါ်ပါဘူးဒါလည်းရတယ်ကိုလက်ပြရမယ်တာဝန်ကိုတရားလည်းလို့ရှိအောင်ဟုတ် မိုက်တယ်နော်ကျွန်တော်ပြောတယ်နော်ဒီလိုဖြစ်ပြနေတဲ့ကိစ္စကိုအရင်ရင်ဆိုရတဲ့တုန်းကတော့ချက်ချင်းအကောင့်တွေပေါ်ရတယ်နော်မလုပ်ဘူးဆိုလို့ရှိရင်អော်လိုက်ကြတာ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 စူညံပွက်တော်ရိုက်အောင်ကိုអော်ကြတာအခုတော့ဘဒူဘဒူကမှလည်းမអော်ရဲသလိုအဆိုးရရလဲဘာမှမလုပ်ဘူးမလုပ်ပြီးတော့ပြောလဲမပြောရဲဘူး အဲ့လိုအချိန်မှာနေရတာမင်းတို့ပျော်ကြလားမင်းတို့ပျော်နေကြတယ်မလားအဲ့ဒါစစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုရဲ့အနှစ်သာရပဲတထက်ပိုကြီးမောင်းမှာကဲလာနောက်တစ်ပိုင်းလေးတော့ကြည့်အောင်ကွန်ပဏီတွေကကျွန်တော်တို့ wifi တောက်ရတယ်မှာထားပါတော့ကွန်ပဏီနံပါတ်တွေကျွန်တော်နံပါတ်တက်မရွတ်တော့ဘူးအဲဆိုကြော်ညာပြီဆိုချင်ပါဆို ုမ္ပဏီတော်တော်များဒီ internet service တွေပေးကြတဲ့ကုမ္ပဏီအားရရှိတယ်။အများကြီးအကုန်လုံးပြန်ထတ်ကြတယ်။အကုန်လုံးပြန်ပြန်တက်ပြီးတော့တော်တော်ကောင်းတဲ့ client client လောက်ပဲရှိတယ်။ client တော်ပဲရှိတယ်။ client လောက်ပဲ။ဆိုတော့အလုံးပြောင်းပြတ်ချက်က internet ဘာလဲရေောက် cable ကြီးကငမန်းကိုက်လို့ကြွက်ကိုက်လို့ကြောင်ကိုက်လို့တီးကိုက်လို့တို့ကျင်တာရှောက်ပြုံးနေတယ်။ဟုတ်လားလဲမဟုတ်လားလဲကျွန်တော်ကရေောက်သွားဆင်းကြည့်လို့ရတယ်မဟုတ်။အဲ့တော့ဟုတ်တို့ကိုက်တယ်ဆိုတော့လည်းငမန်းကဒီ internet cable ကိုမှသွားကိုက်။ဒီဘက်ကြော်လိုက်ခါကျတော့ကျွန်တော်ကဒါကမဟုတ်ဘူးတခုတော့လွဲနေပြီလို့ကျွန်တော်ပြောတယ်။လွဲတယ်လေ။ PC ကတော့ပုံမှန်သွားမေးတယ်ဒီ တိမှန်ပြကြကြီးမှာတက်မိတယ် BBC ကသူကလည်းမနေနိုင်ဘူးခြားခြားမိတယ်သူကလည်းအဲ့လိုတခုဆိုရင်ဟိုပြကြတိမှန်ပြကြကြီးကိုတော့တော့ပြမိတယ် BBC ကမိတော့ BBC မိတော့မိကုန်မှလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့ဒါကပါလဲဆိုတော့ဒီ internet line တွေဒီလိုပိတ်ဘာဖြစ်တဲ့ကိစ္စပေါ့နော် internet wifi တွေ ISP တွေပေါ့နော် internet ဝန်ဆောင်ပေးတာ ISP တွေအဲ့ဒီအသုံးပြုလို့မရ10လောက်ရှိပြီတဲ့ဒါ BBC ကမိတာပေါ့နော်ရှိပြီတဲ့ဘာဖြစ်လို့အခုလိုဖြစ်တာလဲဆိုတော့ဖြစ်တာပေါ့နော်ပြီး internet ဝန်ဆောင်မှုကုမ္ပဏီတွေကတော့သူတို့ပင်လေရောက် cable line တွေပြတ်သွားလို့ဆိုပြီးပြောတယ်ဒါမျိုးတွေအရင်ကဖြစ်လို့ရှိရင်ねခဏနဲ့ပြီးလိမ့်ရှိတယ်ဒါပေမဲ့ အခုကကြာနေပြီပေါ့နော်အဲ့လောက်ကြာနေတဲ့အခါဘာဘာကြောင့်ဖြစ်နေလဲပေါ့နော်ဝင်ကြီးဌာနတွေကတော့ဘလို့ပေါက်ဆက်ဆောင်ရပေးနေတယ်လေဘယ်တော့လောက်ပုံမှန်ပြောဖြစ်မှရှိလဲဆိုပြီး BBC ကတော့ကြီးတယ်မိတယ်အဲ့တော့ပြီးတော့ပုံမှန်ထပ်မိတာကဒီတစ်ခေါက်တယ်လီဖုန်း wifi line တွေမှာဘာမှမဖြစ်ဘဲနဲ့ဆက်သွယ်ရေး wifi line တွေတယ်လီဖုန်းဆက်သွယ်ရေး line မှာဖြစ်ဘဲနဲ့ဒီ geo cable line တွေမှာဖြစ်တာဘာကြောင့်လဲနောက်တစ်ခုကပြီးရေးရပါစာစရင်ပေါက်ကြတာရှိပါတယ်အဲ့ဒါပါဆိုတရုတ်မြို့ပညာ cyber လုံခြုံရေးကုမ္ပဏီဖြစ်တဲ့ GK GG ရဲ့အဲ GG ရော GG ရဲ့ဒီ firewall တွေကမြန်မာဆိုရ firewall တွေမြန်မာဆိုရဝယ်ယူထားတယ်ဆိုတော့ဖော်ပြတာတွေ online မှာပြန့်နေတယ်အဲ့ဒီ firewall တွေကစတဲ့အသုံးပြုဆက်သတ်နေပြီလားတဲ့ဒီစနစ်ကိုဆက်သတ်မှုကြောင့် online ရှင်နှိကွေးသွားတယ်လို့နီးပြင်းတဲ့ဆိုတာပြောတယ်လေအဲ့ဒါဝင်းရှင်နာဘက်ကတုတ်ပြုံတစ်ခုကြားကျင်ပါတယ်ဆိုတော့တရုတ်ရဲ့ဒီ GG လို့ခေါ်တဲ့ဒီ firewall တွေမြန်မာဆိုရဝယ်တယ်ပေါ့ဗျာအဲ့ဆို internet တွေနဲ့ပတ်သက်လို့ကျွန်တော် internet သုံးဆက်သူတွေကဘုံမှာတောက်လျှောက်စောင့်ကြည့်ထိန်းချောင်းတဲ့ network စနစ်ပေါ့နော်လုံ cyber လုံရွေးရင်းဟာတော့တုံးတယ်ပေါ့ဒါဝယ်လိုက်တယ်ဒါကြောင့်မလို့နီးပြင်းစမ်းနေလို့ဒီလိုဖြစ်တယ်လို့တချို့ကပြောတယ်ဆိုတော့မြေတာပေါ့ ဆိုတော့အစိုးရကိုတရားဝင်မေးပြီဆိုတော့ခါကျတော့အစိုးရအနေနဲ့တရားဝင်ဖြေရတော့ပဲမဖြေခြင်းလဲသူ့အကိစ္စပေါ့ဖြေခြင်းလဲသူ့အကိစ္စပေါ့ဆိုတော့ကျွန်တော်တို့မစင်မပြေတာတော့သိကြတယ်ဟိုဒီ ISP company တွေကလည်းကျွန်တော်တို့အကြောင်းပြချက်ကခုန service error ပဲအကြောင်းပြပြီးတော့ကျွန်တော်တို့ကတ်ထုတ်လိုက်တာပြီးတော့ကျွန်တော်တို့ကဘာမှဖြေခြင်းမဖြစ်ဘူးသွားပြောလို့လည်းမရဘာမှလည်းလို့မရအဲ့လိုအဲ့လိုဖြစ်နေဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒီဝန်ဆောင်မှုပေးတဲ့ company တွေကဒီကိုယ့်ရဲ့အခြေအနေကိုကိုယ်ပုံပုံနဲ့ရှင်းပြနိုင်ခြင်းမရှိကြဘူး service ကိုကိုယ့် service ကိုကိုယ်ခက်ခဲလို့မရှင်းပြကြဘူး သူတို့ရှင်းပြတဲ့အားတွေကလည်းလူလူပုံမှာအဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုရင်ယုံကြည်စိတ်ချရတဲ့အဖြစ်မျိုးမဟုတ်တော့တဲ့ခါကျရင်ပထမတစ်ကြိမ်တော့လက်ခံမယ်ဒုတိယကြိမ်နှစ်ကြိမ်ဆိုလူတွေစဉ်းစားတတ်တယ်အဲ့ခါကျတော့လူတွေပြန်ညင်းတာပေါ့အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးဖြစ်ကြတယ်အဲ့တော့ Wi-Fi company တွေဘက်ကလည်းရှင်းရှင်းလင်းတဲ့ message တွေပေးရမှာဖြစ်သလိုအစိုးရကလည်းဒါကိုရှင်းလင်းတဲ့ message ပေးရမယ်ဆယ်ရက်ကျော်လာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်ပြောချင်တာဒါကတော့ internet wifi ကိစ္စအဲ့တော့ဒီအပိုင်းတွေမှာဆိုတော့ချုံမြင်ရလား တခြားတခြားအခွင့်အရေးတွေတခြားရဲ့လုံပိုင်ခွင့်တွေလွတ်လပ်မှုတွေတရားမျှတမှုတွေဆိုတာထားလူသားဗျာဆိုရှယ်လွတ်လပ်စွာကိုအင်တာနက်ပတ်စံကိုချွေးနှဲစာနဲ့ကိုလွတ်လပ်စွာအသုံးပြုတဲ့အင်တာနက်တောင်သုံးခွင့်မရတော့ဘူးလွတ်လပ်စွာ ပြောခွင့်မရှိတော့ဘူးလွတ်လပ်စွာသင်ယူခွင့်မရှိတော့ဘူးဘာမှမလွတ်လပ်တော့ဘူးဆိုတော့ အချက်တည်းရဲ့အစပထမတွေဖြစ်လာပြီယူကော့ပွဲကိုစန့်ကျင်တဲ့စကားလုံးမပြောနဲ့ risk လေးပေးတာတော့အချုပ်သေးဖမ်းထည့်ပြီးတော့ထောင်ချနေတဲ့ kiss နှစ်ကြီးကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့နေရတာပြောကြလားကျင်နေကြနေတာမရရအောင်မဖြစ်ဖြစ်အောင်တိဆောက်ပြီးတော့ထပ်ပြီးတော့နေနေကြတော့မယ်လား အဲ့ဒီအခြေအနေတွေအားလုံးကရွေးကောက်ပွဲအလွန်ကြရင်ဖြစ်ခဲ့ရင်ရွေးကောက်ပွဲဖြစ်ခဲ့ရင်ဇို့များဆက်လက်ပြီးတော့ဖန်တီးခဲ့ရင်မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝလူနေမှုပုံစံမတွေ့ရစရာပဲဒီကောက်ပွဲမတိုင်ခင်မှာ အင်တာနက်ဆာဗာတွေနဲ့နိုင်ငံအတွင်းမှာရှိတဲ့အသုံးပြုနိုင်တဲ့အသုံးပြုနေတဲ့အင်တာနက်ဆိုင်ဘာအကုန်လုံးကို firewall တွေနဲ့ထိန်းချုပ်ပြီးတော့နိုင်ငံအတွင်းမှာဘာတွေမဟုတ်တာလောက်တာလဲဆိုတာကိုပြင်းပြင်းထန်ထန်အရေးယူပြီးတော့နှိတ်ကုတ်တော့မယ်နှိတ်ဆက်တော့မယ်မြန်မာပြည်ကိုခြံခတ်ပြီးတော့ချက်များလို့ ခြံထဲထည့်ပြီးတော့ဖမ်းပြီးတော့တကောင်ချင်းရိုက်တက်စားစလို့ဖြစ်နေပြီအဲ့ဒီအခြေအနေကိုကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေကငုံမခံမင်းနဲ့တုံ့ပြန်ကြ မတုံ့ပြန်တစ်ထပ်ပုံပြီးတော့နက်နက်နင်းနေကိုခံစားကြရတော့မယ်ဒီအင်တာနက်ဆိုတာပေါ်ပေါ်တန်တန်ကိစ္စမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့လူတွေရဲ့ဘဝတွေများစွာအာတမလွှမ်းမိုးခြင်းကိုခံကြရတော့မယ် အဲ့တော့သတိဝရိယနဲ့တွန်းလှန်လို့ရနေတဲ့အချိန်မှာဝိုင်းဝန်းတွန်းလှန်ကြပါလို့အကြံပြုရင်းနဲ့နေကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အရေးတော့ဘောအောင်ကိုအောင်ပါပဲဗျာ